ပြောစမှတ်ဖြစ်တဲ့နာမည်တလုံးတွင်သွားပြီဆိုတဲ့အခါအဲ့ဒီနာမည်ဟာတချို့လူတွေရဲ့ပါဇက်ထဲမှာကောင်းသော story နဲ့တွင်တာလည်းရှိသလိုတချို့လူတွေရဲ့ပါဇက်ထဲမှာတော့မလေးအိတ်တယောက်လေး management sweetheart လေးဆိုတဲ့ပုံစံမျိုးပြောကြမဲ့လူတွေလည်းရှိမယ်ဆိုတဲ့အဥ္စာကို past experience တွေအရစိတ်ထဲမှာပူမိတာတော့ရှိတယ်အားလုံးပဲမင်္ဂလာပါသူမကိုချင်းရဲ့အပတ်စဉ် video လေးတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကျမရဲ့ video လေးက လွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်မ YouTube မှာလုတ်သွားတဲ့စစ်တမ်းကောက်ခံတဲ့အချက်အလက်လေးတစ်ခုပေါ်မှာမူတည်ပြီးတော့ဒီဗီဒီယိုကလုတ်ထားတာဖြစ်ပါတယ်။အလုတ်ခွေမှာပဲဖြစ်ဖြစ်တငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် ရုပ်ရည်အသွင်ပြင်လူမျိုးရေးလူမှုရေး relationship status တွေကိုအစွဲပြုပြီးတော့တစုံတစ်ယောက်ကိုနာမည်ပြောင်းပေးတဲ့အပေါ်မှာဘလို့ထင်မြင်မိပါသလဲပေါ့နော်။ဒီမိကွန်းလေးကျွန်မမိခဲ့ပါတယ်။အခုဒီဗီဒီယိုကိုကြည့်တဲ့အချိန်မှာအဲ့ဒီမိကွန်းကိုပေါ့နော်တွေ့ခဲ့ ခဲ့သေးဘူးဆိုရင်ကျမရဲ့ YouTube post တွေထဲမှာတွားပြီးတော့ကြည့်လို့ရပါတယ်။အဲ့တော့ဒီမေကွန်းကိုအားလုံးပေါင်းဖြေကြတဲ့လူတွေကလူ2500ကျော်လောက်ရှိပါတယ်။အဲ့ဒီလူ2500အပေါ်မှာ sample ယူပြီးတော့ပြောရမယ်ဆိုရင် လူ2500တဲက600ဂိုင်းနှုန်းလောက်ကပဲနာမည်ပေးတာကိုကြိုက်တယ်လို့ပြောထားတဲ့လူတွေရှိပါတယ်။အဲ့ဒီမှာအဲ့ဒီ2500တဲက88ရာခိုင်နှုန်းကမကြိုက်ဘူးလို့ပြောထားပါတယ်။ စိတ်ထဲမှာဘလို့မှမနေပါဘူးလို့အလဲကနေရက်တည်တဲ့လူက16ရာခိုင်နှုန်းရှိပါတယ်။အဲ့တော့ခြုံပြောရရင်အများစုကတော့မကြိုက်ကြဘူးလို့ပြောလို့ရပါတယ်။ comment တွေကိုကြည့်ကြည့်ရတဲ့အခါကျတော့နာမည်ပြောင်းပေးတာကိုမကြိုက်ဘူးလို့ပြောထားတဲ့ comment တွေများတယ်။ကြိုက်တယ်လို့ပြောထားတဲ့ comment တစ်ခုနှစ်ခုလောက်လည်းတွေ့ရတယ်။ကြိုက်တယ်လို့ပြောတဲ့လူတွေကတော့နာမည်ပြောင်းပေးလိုက်တဲ့အခါမှာခေါ်ရတာလွယ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကို ကြိုက်တယ်ပေါ့နော်ပြောတဲ့လူလည်းအနေချင်းတော့တွေးရပါတယ်ဒီဟာလေးကိုဘာလို့လုပ်လဲဆိုတော့ဒီအပတ်မှာကျွန်မပြောမယ့်အကြောင်းအရာကနာမည်ပြောင်းပေးတာနဲ့ပတ်သက်တဲ့အဲ content လေးလုပ်မှာမို့လို့ဒီ pool ကိုကျွန်မကြိုပြီးတော့လုပ်ထားတာဖြစ်ပါတယ်ရှင်းဆက်ပြီးတော့မပြောခင်မှာဒီ video ကိုကျွန်မနဲ့အတူတူ Ryan မြန်မာကထပ်ပြီးတင်ဆက်လိုက်တာ ဖြစ်ပါတယ်မြန်မာဖြစ်တဲ့အတွက်ဘယ်လိုပဲရောက်ရောက်မြန်မာလက်ဖက်ရည်အရသာစစ်စစ်ရှိတဲ့ Ryan မြန်မာ team mix လေးကိုပဲတောက်ပါတယ်အဲ့တော့အခု ဒီဗီဒီယိုကိုနားထောင်တဲ့အချိန်မှာနားထောင်နေတဲ့သူတွေစီမှာလည်း Ryan မြန်မာ team mix ရှိရဆိုရင်ကျွန်မဗီဒီယိုကိုနားထောင်ရင်းနဲ့ကျွန်မနဲ့အတူတူ like ပြီးတော့တောက်လို့ရပါတယ်။ကောင်းနေ။အဲ့တော့အာကျမရောပေါ့ဝင်ပြီးတော့ဖြေရမယ်ဆိုရင်ရောကျမကကြိုက်တယ်လို့ဖြေမှာလားမကြိုက်ဘူးလို့ဖြေမှာလားစိတ်ထဲမှာဘလို့မှမနေဘူးလို့ဖြေမှာလားအဲ့လိုမေးမဲ့ဆိုရင်ကျမကမကြိုက်ဘူးဆိုတဲ့နေရာမှာယက်တီတဲ့လူဖြစ်ပါတယ် လူတိုင်းမှာကိုယ်ရွေးချယ်ခွင့်နဲ့ကိုရှိတယ်။အခြေအနေပေါ်မှာမူတည်ပါတယ်လို့ပြောကြတဲ့သူတွေရှိရ ው လဲ။ လက်ခံတယ်သဘောပေါက်တယ်ပေါ့နော်။နာကျင်စီခြင်းနဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ပြောင်းလေးလည်းအများကြီးရှိတယ်။အဲ့ဒါမျိုးဆိုရင်ရောလို့မိကွန်းထုတ်ကြမယ်ဆိုရင်အခုကျမရဲ့မိကွန်းလေးကိုပြန်ပြီးတော့ကြည့်ကြပါမယ်။လုပ်ငန်းခွင်မှာတငယ်ချင်းတွေကြားမှာရုပ်ရည်အသွင်ပြင်လူမျိုးရေးလူမှုရေး relationship status ဒါတွေကိုအစွဲပြုပြီးတစုံတရာကိုနာမည်ပြောင်းပေးတယ်လို့ပြောထားပါတယ်။ကိုယ့်ရဲ့မျက်လုံးထဲမှာသူက ပါဖောင်ဖောင်လေးနဲ့လှနေတာမို့လို့ချစ်စရာလေးပါဖောင်လေးအဲ့လိုမျိုးတွေခေါ်ကြတာရှိတယ်။ဒါပေမဲ့တချို့လူတွေကကျမတော်တော်များများတွေ့ဘူးတယ်နော်ပါလေးဖောင်ဖောင်လေးဖြစ်နေတဲ့လူတွေမှာတစ်ဖက်လူအမြင်နဲ့ကြည့်ရင်တော့ပါဖောင်ဖောင်လေးကချစ်စရာကောင်းလို့လို့ပြောပေမဲ့ကာယကံရှင်ကအဲ့ဒီပါဖောင်ဖောင်လေးကိုမကြိုက်တဲ့လူတွေရှိတယ်။အဲ့ဒါကျမရဲ့အနည်းဆုံးလူတွေထဲမှာရှိတာ။နာမည်ပြောင်းကိုချစ်စနိုးနဲ့ငငယ်တုန်းကပါဖောင်ဖောင်လေးလို့ခေါ်ခဲ့ပေမဲ့ အရွယ်လဲရောက်လာတော့ तू ကအဲ့ဒီပါဖောင်ဖောင်လေးကို तू မကြိုက်ဘူးလေ तू မကြိုက်တော့ तू အဲ့ဒါကိုအခေါ်မခံခြင်းဒီလိုမျိုးတွေရှိတယ်ဆိုတော့ချစ်စနိုးနဲ့ပါလို့ခေါ်ပေမဲ့အခေါ်ခံရတဲ့သူကကြိုက်ရလားမကြိုက်ရလားဆိုတဲ့ဥစ္စာဟာထဲ့သွင်းစဉ်းစားဖို့လိုတယ်တခါတလေမှာလူတွေကသူတို့မကြိုက်ရင်လည်းမကြိုက်ဘူးလို့ထုတ်ပြီးတော့မပြောကြတာရှိတယ်ဘာလို့မပြောကြတာလဲဆိုတော့ခေါ်နေတဲ့လူကလည်းကိုချစ်ရတဲ့သူတွေပဲကိုအတွက်အရေးကြီးတဲ့သူတွေပဲမို့လို့ပြီးတော့အရင်တုန်းက ဒီဟာကိုခေါ်ခံလာရပြီးတော့အခုကျမှမကြိုက်တော့ပါဘူးဆိုတဲ့စကားကိုထပြောရမယ်ကိစ္စကနည်းနည်းအင်တင်တင်ဖြစ်တယ်ပေါ့လေအားကွက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအားကွက်ဖြစ်တဲ့အဥ္စာကိုရင်မဆိုင်ကျင်တဲ့အခါကျတော့ထုတ်ပြီးတော့မပြောဘဲနဲ့စိတ်ထဲမှာအဲ့လိုမျိုးငုံပြီးအဆင်မပြေကြတာမျိုးတွေရှိတတ်တယ်အဲ့တော့ဆိုလိုချင်တာကတဖက်လူကြိုက်လားမကြိုက်လားဆိုတဲ့အဥ္စာကိုကိုယ်အနေနဲ့ရာဂိုင်းနှုံးပြေကိုယ့်ဘက်ကကြည့်ပြီးမသေးကြတဲ့အခါကိုကချစ်စရာကောင်းတယ်လို့ထင်ုံနဲ့တခြားလူရဲ့ရုပ်ရည်အသွင်ပြင်ပေါ်မှာသွားပြီးတော့မပြောကြတာကောင်းမယ်လို့ထင်တယ်ပေါ့နော် ဥပမာကျွန်မပြောပြမယ်နော်ဒါကနာမည်ပြောင်းတော့မဟုတ်ဘူး perspective မတူတာအမြင်မတူတဲ့အကြောင်းကိုပြောပြတာတလောတော့ကကျမကဒီ UK မှာပဲဒီအာ time massage parlor တခုမှာ massage သွားလုပ်တယ်အနှိပ်သွားခံတယ်ပေါ့အနှိပ်ပေးအလုပ်ပေးတဲ့အမျိုးသမီးက time အမျိုးသမီးအသက်ခက်ကြီးကြီးတယောက်ပါအသက်50ကျော်ကျော်လောက်ရှိမယ်နဲ့တူပါတယ် UK မှာနေနေတာအနှစ်20လောက်ရှိပြီသူ့သားက UK မှာကျောင်းတက်တယ်ပေါ့နော်အဲ့လိုပြောတယ်အဲ့တော့သူကလည်းဒီမှာနေတာ20ကျော်လောက်ရှိပြီပေါ့အမ် UK မှာနေတာ20လို့ပြောပေမဲ့သူ့ရဲ့ English ဒီပြောတဲ့ပုံစံနဲ့သူ့ UK မှာရှိတဲ့သူ့ရဲ့ exposure ဟာတိတ်အများကြီးမရှိဘူးဆိုတာကိုစကားပြောပုံကိုကြည့်ပြီးတော့ကျမတို့ခံမှန်းကြည့်လို့ရတယ်ပေါ့နော်။ तू ကအာအရင်အနောက်တိုင်းဆန်တဲ့ပုံစံမျိုးတော့ तू မပောက်ဘူးပေါ့နော်အဲ့တော့ဟိုနှိမ့်နေရင်းနဲ့သူကစကားလဲအများကြီးပြောတယ်ပေါ့နော်စကားလေးအများကြီးပြောတယ်အမှန်ကတော့ جماعه မှိန်ပြီးတော့အိတ်ပြီးဇိမ်ခံခြင်းလို့သွားတာဒါပေမဲ့ तू ဟာအနှိမ့်ခံနေတာ جماعه အာတနာကြီးခွဲလောက်အနှိမ့်ခံတဲ့အဥ္စာကိုတနာကြီးခွဲလုံးနီးပါးလောက်ကို तू စကားလေးအများကြီးပြောတာပေါ့နော်ဆိုတော့အဲ့ဒီထဲမှာ तू ပြောတဲ့ဟာတခုဘလို့ပါလဲဆိုတော့ तू က جماعه skin color ကိုအရင်ကြိုက်တယ်လို့ပြောတာပေါ့နော်အဲ့ဒီ skin color လေးကအရင်လှတာပေါ့နော်နင်းကြိုက်ကြိုက်တယ်ပေါ့ तू ကအဲ့လိုပြောတယ်နင်းနဲ့ငါနဲ့ရှင်ကြည့်လိုက်လို့ရှိရင်နဲ့နင်းကငါထပ်ပို့ပြီးအ ้าเมเร่เดะไอ้หลูตัวပြောว่า तू ပြောว่าในแท้มาไอ้หลู dark ဖြစ်တယ်ဆိုတော့ဥစ္စာကိုไอ้หลูစကလုံးကိုတုံးပြီးတော့ပြောသွားတယ်ပေါ့နင် skin อ่ะငါ skin แท้ပို့ပြီးတော့ dark ကတော့ဖြစ်သေးတယ်เนาะဆိုပြီးတော့ပြောသွားတယ်ပေါ့เนาะဒါပေမဲ့ तू อ่ะအားလုံးပြောပြီးသွားတဲ့ခါကျတော့နင်သားကြီးကလှတယ်ไอ้หลูမျိုးညူနေတာကိုငါကကြိုက်တယ်လို့အာပြောတာတော့ဟုတ်တယ်သို့တော့ကိုက မြန်မာနိုင်ငံလိုနိုင်ငံမျိုးကလာတာဆိုတော့အသားမဲလိုက်တာလို့ပြောလို့ရှိရင်မကောင်းတဲ့ sense ကိုကိုကခံစားမိနေတယ်ဘလောက်ပဲ international လို့ပြောပြောเนาะဟိုအခုနိုင်ငံသားမှာအာဒီဒီဒီအဖြူတွေကပေါ့နော်အထူးသဖြင့် caucasian လို့ခေါ်တာပေါ့ဒီအဖြူတွေကအာကျမတို့လိုအသားညိုတဲ့သူတွေကိုဆိုရင်တို့ကချောတယ်လှတယ်လို့သတ်မှတ်တယ်ပေါ့နော်အဲ့ဒီခါကျရင်ပြောတဲ့ပုံစံတစ်ခုရှိတယ်အဲဟို near skin က အာညိုရဲတော့မဲတယ်တော့လို့ပြောတာထက်ကိုနင့် skin color ကိုငါအရင်သဘောကျတာဒီလိုပုံစံမျိုးဖြစ်အောင်ငါတို့ကလှုပ်ယူကြတာဆိုတာမျိုးပြောတဲ့ပုံစံတစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့လေးတန်းပေါ်မှာမူတည်ပြီးတော့ဒါကိုကိုကကြိုက်တယ်မကြိုက်ဘူးဆိုတာနည်းနည်းကွာပါတယ်အခုဒီ massage လုပ်တဲ့အမျိုးသမီးကကြတော့ तू ကကျမအသားရည်ကို तू နဲ့ဒီလိုလက်ချင်းရှင်ပြီးတဲ့အခါကျတော့ဟဲ့နင့်အသားငါအသားထက်မဲလိုက်တာလို့ပြောတဲ့အခါကျတော့ကျမသိတ်ထဲမှာသိပ်ပြီးသဘောမကျဘူးပေါ့နော်ဆိုတော့ message to ရင်တောင်မှပြောတဲ့ပုံစံကွာတယ် maybe तू ကလည်း ဒါ तू ကနိုင်ငံခြားမှာရောက်နေတဲ့လူပဲ UK မှာရောက်နေတဲ့ Asian အချင်းချင်းမို့လို့အသားမဲတယ်ဆိုတဲ့ကိစ္စကိုသူ့အနေနဲ့အဲ့လိုတလုံးတစ်ခဲတည်းပြောခွင့်ရတယ်လို့ तू တွေးပြီးပြောတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ तू ပြောတဲ့ပုံမှာမူတည်ပြီးတော့ကျမကအဲ့ဒီစကားကိုနည်းနည်းလေးစိတ်ထဲမှာမကြိုက်ဘူးဖြစ်တယ်ပေါ့နော်ဆိုတော့ခါဒါကကျမက perspective ကိုရှင်းပြနေတာပါပြောတဲ့ perspective က ူအနေနဲ့ကျမကိုချီးကျူးလို့စိတ်နဲ့ပြောလိုက်တာဖြစ်နိုင်တယ်ဒါပေမဲ့သုံးနှုံးသွားတဲ့စကားပေါ်မှာမူတည်ပြီးတော့ကျမကစိတ်ထဲမှာအင်းငနဲ့ခံစားလိုက်ရတာမျိုးလဲဖြစ်တတ်တယ်အဲ့တော့ဒီလိုကိစ္စတွေက sensitive ဖြစ်တယ်ဆိုတဲ့အခါဖြစ်နိုင်လို့ရှိရင်ရှောင်ကြတာကောင်းပါတယ်အဲ့တော့အဲ့လိုမျိုးနာမည်ပြောင်နဲ့ပတ်သက်တဲ့အတွေ့အကြုံလေးနှစ်ခုကျမပြောပြပါမယ်ပထမတစ်ခုကတော့တကယ်ချစ်စနိုးနဲ့အပေးခံရပြီးတော့ကျမကိုယ်တိုင်လည်းစိတ်ထဲမှာကြေနပ်ပြီးကြိုက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ ကျွန်မစိတ်ထဲမှာအခုချိန်ထိလည်းတော်တော်လေးဟိုထင်ထင်ရှားရှားမကြိုက်ဘူးလို့မှတ်မိနေတဲ့ဥပမာဖြစ်တယ်။အဲ့ဒီဥပမာနှစ်ခုကိုပြောပြမယ်။ပြီးတဲ့အခါကျရင်နားထောင်တဲ့သူတွေအနေနဲ့ကိုယ့်အတွေ့အကြုံမှာမူတည်ပြီးတော့ကိုယ့်ဟာကိုလိုက်ရောပြီးတော့စဉ်းစားကြည့်လို့ရပါတယ်ပေါ့နော်။ decision ကတော့ဒီမှာကြည့်နေကြတဲ့လူတွေတယောက်ချင်းစီက is your uh opinion is your decision ကိုကြိုက်တယ်လို့ဆုံးဖြတ်ခွင့်ရှိတယ်။ဒါကတော့ကျမရဲ့ presentation သက်သက်ဖြစ်ပါတယ်။ ပထမတစ်ခုကတကယ်ချက်စရာလေးပါကျမကြောင်းမာတော့ပါဗောနော်အဲ့တော့ကျမတို့အာမာစာစတတ်နေပြီလို့ထင်တယ်ကျမတို့ကြောင်းခန်းထဲမှာမာစာဝင်တဲ့လူကကျမတို့ကြောင်းကားကိုယ်တိုင်က12ယောက်လောက်ရှိတယ်အဲ့မှာမှနေရပြောင်းလာတဲ့ကျောင်းသူတွေရဲ့နောက်ရန်ကုန်မှာမှကျမတို့ကျောင်းကိုတခြားတက္ကသိုလ်တွေကပြောင်းလာတဲ့လူတွေအလုံးပေါင်းလိုက်လို့ရှိရင်အယောက်20လောက်ဖြစ်သွားတယ်ဗောနော်မိန်းမတွေကြီးပဲဗောယောက်ျားလေးမပါဘူးအဲ့တော့ ျမတို့အားလုံးကတယောက်နဲ့တယောက်အရန်လဲစီးလုံးကြရတယ်ပြီးတော့လူအရန်ညိတယ်အရန်လဲဖိဖိမမရှိတယ်နော်စီးလုံးတယ်ပေါ့ဝဲလန်းသမင်တစ်ခုခုလှုပ်ချင်တာပဲဖြစ်ဖြစ်အဆီယာမတွေကတော့ချင်တာပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခု activity ရှိတယ်ဆိုရင်တယောက်ကစားလိုက်ရင်ဘသူကတော့အဖြတ်ဆိုတာမျိုးကျမတို့မှာမရှိဘူးလူအရန်ညိတယ်ဒီဒီအယောက်20ရအဲ့20ပဲထားပါတော့20ကွက်တီတော့မဟုတ်ဘူးအဲ့တော့အာတစ်ခေါက်မှာပေါ့နော်ကျမတို့ရဲ့ဒီ subject တွေထဲမှာ discourse လို့ခေါ်တဲ့ major တစ်ခုပါပါတယ်။ तू ကဒီစကားလုံးတွေကိုခွဲခြမ်းစိတ်ဖြာတာပေါ့နော်။ဒီပြောလိုက်တဲ့စကားလေတံကနေပြီးတော့အတိတ်ပဲတွေဘယ်လိုမျိုး क्वे သွားလဲဆိုတဲ့အဥ္စာကိုသင်တဲ့ဟာပေါ့နော်။အခုကျွန်မသင်နေတဲ့ subject တွေ communication ရဲ့ articulation တို့အာဒီ storytelling တို့ဒါတွေနဲ့နည်းနည်းသွားချိတ်တယ်လို့ပြောလို့ရတယ်နော်။ presentation လုပ်တဲ့အခါကျမကအမှားလေးတစ်ခုအတန်းထဲမှာလုပ်ဖြစ်ပါတယ်။အဲ့ဒီ presentation က ဲ့ထဲမှာပေါ့နော်ဆီယာမသုံးသွားတဲ့ဒီဒီအာ example ထဲမှာအဲ့ဒီတုံးက TV မှာခက်စားနေခဲ့တယ်เนาะထထမူကြော်ညာတဲ့ရွှေဥ TV ကြော်ညာဆိုင်မှတ်မိကြမယ်ထင်တယ်เนาะသူ့ရဲ့ tag line လေးကယရနာစုလို့ကရွှေဥတို့ကြွခဲ့ပါဆိုတဲ့ tag line လေးဖြစ်ပါတယ်ဆိုတော့ကျမယူတဲ့ဥပမာထဲမှာအဲ့ဒီစာကြောင်းပါတယ်ပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးတော့ကျမ presentation ထဲမှာအဲ့ဒီဟာကို tag line ကို ကျမယူထားတယ်ပေါ့ယရနာစုလို့ကရွှေဥတို့ကြွခဲ့ပါအဲ့ဒါကို ပြီးတော့စကားပြောတဲ့အချိန်မှာ presentation လုပ်တဲ့အချိန်မှာနည်းနည်းလေးစိတ်လှုပ်ရှားသွားတဲ့အတွက်ကြောင့်မလို့မှားပြီးတော့အဲ့ဒါကိုပြောလိုက်တာယတနာဥလိုကရွှေစုတို့ကြွားခဲ့ပါဆိုပြီးတော့ကျမမှားပြောမိပါတယ်။မှားပြောမိတော့အကုန်လုံးကဝိုင်းရီကြတယ်။ဒါပေမဲ့ဝိုင်းရီရဲ့ဆိုတာကျမတို့ကဒါအချင်းချင်းတယောက်နဲ့တယောက်လုံးဝဟိုတဘောပေါက်ပြီးသားဘယ်တော့မှဟိုမကောင်းတဲ့စိတ်နဲ့ဟိုတယောက်ယောက်တယောက်ကူတယောက်ထိုးချမဲ့အတိုင်းဝိုင်းလုံးဝမဟုတ်ဘူးဒီအယောက်20ကဟိုဟို ်ဆရာမစီမှာအဆူခံခဲ့ဘူးရလဲဒီလူအယောက်20ရှေ့မှာပဲအဆူတွေလည်းခံမှုတဲ့အပြောတွေလည်းခံမှုတဲ့အချီးကျူးတွေလည်းခံမှုတဲ့အတွက်ကြောင့်မလို့အစင်းရောအချင်းရောအကုန်တိနေတာမို့လို့ဒီလူတွေရည်ရဲဆိုတာကဟို လောင်ရည်ရမဟုတ်ဘူးမကောင်းတဲ့စိတ်နဲ့ရည်ရမဟုတ်ဘဲနဲ့ချစ်စနိုးအနေနဲ့ရည်ရပါဘောနော်အဲဒီ subject ကိုသင်တဲ့ဆရာမကလည်းကျမတို့အရင်ချစ်တဲ့ဆရာမပဲเนาะ teacher နှင်းလို့ခေါ်ပါတယ် image ကလူတွေဆိုရင်သိလိမ့်မယ်ဆိုတော့ teacher နှင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကမကောင်းတဲ့စိတ်လုံးဝမဟုတ်ဘူးဒါလေးကပြောစမှတ်လေးဖြစ်သွားရည်စရာလေးဖြစ်သွားတယ်ဗောကျမနာမည်ကရွှေစုဖြစ်နေရလေเนาะအဲ့တော့ယတနာဥလူယတနာဥလူက ရွှေစုတို့ကြွားခဲ့ပါဆိုတော့ကျမစီမှာရွှေဥတွေရှိနေတယ်ဖြစ်မနေဘူးလားเนาะယတနာဥတွေရှိနေတယ်ပေါ့လीเนาะအဲ့လိုဖြစ်နေတာပေါ့ဆိုတော့အဲ့ဒီအကြောင်းရို့ဆီယာမကသူကတခြားအတန်းတွေမှာ discourse တင်တဲ့အခါအာကြီးစရာလေးအနေနဲ့သူကထည့်ပြောပါတယ်ပေါ့เนาะတခြားအတန်းတွေကျမတို့အတန်းမဟုတ်တဲ့တခြားအတန်းတွေမှာဘာလို့သူကတကယ်လဲကြီးစရာလေးဖြစ်နေတာ ਉ လीเนาะ it's quite cute ပေါ့ mistake တော့ mistake ဒါပေမဲ့ is cute mistake ဖြစ်နေတော့ तू อ่ะထဲ့ပြောတဲ့အခါကျတော့တခါတလေကြရင်ဒီအတန်းငယ်လေးတွေကเนาะចောင်းသားယောက်ျားလေးတွေစီမှာအစခံရပါတယ်ယတနာဥလိုလိုရွှေစုစီလာခဲ့တာပါဆိုတော့အမစီမှာယတနာဥတွေရှိလားအဲ့လိုမျိုးတွေသူတို့စကြတယ်ပေါ့เนาะဆိုတော့အဲ့လိုမျိုးလေးပြောစမှတ်တစ်ခုဖြစ်သွားတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီဟာကိုသဘောကျတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျမ class တင်တဲ့အခါပဲဖြစ်ဖြစ်ကျမရဲ့ယုံမှာအဲ့လိုမျိုး ြောစရာရည်စရာတွေပြောကြတဲ့အခါတိုင်းမှာဒီ story လေးကိုကျမထည့်ထည့်ပြီးတော့ share ဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းသဘောကျလို့ပါအဲ့ဒီကနေကျမနာမည်ကရွှေဥလို့ဖြစ်သွားတယ်ကျမရဲ့ personal Instagram account ဆိုရင် the golden x ဆိုပြီးပေးထားရတာရှိတယ်ဘာလို့ကျမအဲ့ဒါကိုသဘောကျလို့သဘောကျလို့ကျမကိုယ်တိုင်အဲ့ဒီဟာကိုအစင်စင် carry လုပ်ခဲ့ပြီးတော့ဘယ်သူမှဖော်ကောင်းလုပ်စရာမလိုပဲနဲ့ကိုဟာကိုဒီ story ကိုပြောပြဖြစ်တယ် because i like it ဆိုတော့ဒီလိုမျိုးအနှောက်အယှက်မပေးတဲ့ပေါ့နော်အာရည်ရွယ်ချက်ကောင်းတဲ့ နာမည်ပြောင်လေးတွေလည်းရှိပါတယ် is quite cute လို့ပြောလို့ရတယ်ဒီကောင်းဒီကျမရဲ့အဲဒီအသွင်ပြင်းနေเนาะလူမှုရေးတွေကျမရဲ့ဘာသာရေးတွေ relationship status တွေဒါတွေကို fake ကွတ်ထားတယ်ပေါ့เนาะဒါတွေကိုထင်ရှားအောင်ပြသထားတယ်အဲအရာတွေမဟုတ်ဘူး။ကျွန်မလုံလိုက်တဲ့ mistake လေးရလဲကျွန်မကိုယ်တိုင်လည်းအဲဒါကိုကြီးကြီးမားမားလို့မတွေးဘဲနဲ့ဆီယမ်မကလည်းကျွန်မကိုဒီအမားလေးလုံလိုက်လို့ဆူလိုက်တာမျိုးမဟုတ်ဘဲနဲ့ပြောရရင်ဒီ အဲနာမည်ပြောင်းလေးမှာမကောင်းတဲ့ mini ဘာတစ်ခုမှ attach ဖြစ်ပြီးတော့မပါတာအဖက်ဖက်ကတေချာနေတဲ့နာမည်ပြောင်းတစ်ခုကိုသဘောကျခဲ့ဘူးပါတယ်ပေါ့နော်ဆိုတော့ဒီလိုတစ်ခုရှိခဲ့ဘူးလေအခုဒုတိယဥပမာကကျမမကြိုက်ခဲ့တဲ့နာမည်ပြောင်းတစ်ခုအကြောင်းပြောပြပါမယ်အဲ့ဒါကျမအလုံးပါပါအဲ့ဒီနာမည်ပြောင်းကို ခေါ်ကြတဲ့အချိန်မှာလဲကျမကကြိုက်တယ်ဆိုတော့ပုံစံလဲမပြခဲ့ ပြင်မဲ့လဲ ဘူလီလောက်တယ်ဆိုတဲ့သဘောမျိုးနဲ့အခေါ်ခံရတဲ့နာမည်ဖြစ်ပါတယ်ကျမစီမှာကောင်းတဲ့ luck ကံတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျမအထက်လူကြီးတွေကကျမကိုအရန်အေးပေးပြီးချစ်ကြပါတယ်ကုမ္ပဏီတော်တော်များများမှာကျမ90%လောက်ပြောလို့ရတယ်60ရာခိုင်နှုန်းလောက်ဘယ်နေရာကိုပဲတော်တော်အထက်လူကြီးချစ်တာအရန်ခံရတယ်ပြောရရင် favor ပေးခံရတဲ့အထဲမှာလည်းပါတယ်ဆိုတော့ကျမကတော့ကျမကိုသဘောကျအောင်အတွက်ပေါ့နော်ဟို လာလုတ်လဲလုတ်တင်တယ်လို့ထင်တယ်ပေါ့လေနော်အဲကြောင့်မို့လို့ကျမအမြဲတမ်းသဘောကျအောင်အတွက်လူသဘောကျအောင်အောက်ရောအပေါ်ရောကိုနဲ့ level မှာရှိတဲ့လူတွေရောသဘောကျအောင်အတွက်အမြဲတမ်းနေတယ်ဒါကနေရမယ့်အရာတစ်ခုလို့လည်းသတ်မှတ်တယ်ဒါကကျမဘက် control လုပ်လို့ရတဲ့အရာပေါ့ဒါပေမဲ့ကျမကိုသဘောကျတဲ့လူတွေကနော်အဲ့ဒီလူတွေအနေနဲ့တော့နော်ကျမကိုသဘောကျတဲ့အတွက်သူတို့သဘောမကျတဲ့တစ်ဖက်ဖက်ကိုနှိပ်ခဲ့ခြင်းနဲ့ဆိုတဲ့အခါ ဒါကကျွန်မ control အောက်မှာတော့မရှိဘူး။ကျွန်မအနေနဲ့ဒီလူကိုကျွန်မကို favor ပေးပါကျွန်မကို favor ပေးတဲ့အတွက်ကြောင့်မလို့ကျွန်မနဲ့ပြိုင်ဘက်ဖြစ်နေတဲ့လူပဲဖြစ်ဖြစ်ကျွန်မနဲ့အသားထဲမှာရှိနေတဲ့လူတွေကိုနှိတ်ခဲ့ပါဟိုဖြုတ်ချခဲ့ပါအဲ့ဒါတွေကဘယ်တော့မှအဲ့လိုမျိုးမပြောဘူး။သူတို့အဲ့လိုလုပ်လို့ရှိရင်တော့ ဲ့လိုမလုံးနဲ့။နော်ငါ့ကိုအသားပေးရတဲ့ကြောင့်မလို့တစ်ဖက်ကနှိမ်နာမျိုးတွေမလုံးနဲ့ဆိုတာကိုကျမအနေနဲ့ influence လုပ်လို့ရတယ်။နော်လွှမ်းမိုးလို့ရတယ်။အဲပြောပြလို့ရတယ်။ဒါပေမဲ့ management ဆိုတာသူတို့ရဲ့ politics ကိုသူတို့ကြိုက်တယ်လို့ပလေးတဲ့ကိစ္စဟာကျမအနေနဲ့ဝင်ပြီးတော့ဘာမှလုံးလို့ပြောလို့ရတဲ့အရာမဟုတ်ဘူး။ဒါပေမဲ့တစ်ခါမှာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့အခါပေါ့နော်။ကျမရဲ့အထက်လူကြီးစီမှာကျမကရန်ကိုသဘောကျခံရတယ်။ favor အပေးခံရတယ်။ ဲ့လိုမျိုး favor အပေးခံရတဲ့အချိန်မှာကျမဘက်ကတော့ဒါကိုပျော်စရာကောင်းတဲ့အရာတစ်ခုလို့သတ်မှတ်ပေမဲ့တစ်ဖက်မှာအဲ့ဒီဟာရဲ့ downside အနေနဲ့အဲ့ဒီ downside ကိုခံရတဲ့နောက်တစ်ဖက်နောက်တစ်ပြန်ပတ်တော့မဟုတ်ပင်မဲ့လေကိုနဲ့တနေရာထဲမှာအလုတ်လုတ်တဲ့သူတွေရှိတယ်ပေါ့နော်ဒီလူတွေကမျက်စိစပုံမွေးဆူတယ်အမြင်ကတ်တယ်ပေါ့နော်အဖေပါပေးခံရတဲ့အတွက်ပေါ့ဒီလိုမျိုးပြဿနာလေးတွေတော့ရှိတယ် ကိုမဖိတ်ခေါ်ပြင်မဲ့ဝင်လာတဲ့ပြဿနာတွေလို့ပြောလို့ရတယ်။အဲဒါပေမဲ့ဒီလူတွေနဲ့ကိုနဲ့ကမခေါ်မပြောတွေရန်သူတွေဖြစ်နေကြတဲ့လူတော့မဟုတ်ဘူးเนาะကုမ္ပဏီတစ်ခုထဲမှာတနေရာထဲမှာအတူတူလှုပ်လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟာအမရေညီမရေလို့ပြောဆိုပြီးတော့နေကြတဲ့လူတွေပါပဲเนาะအဲသို့တော်လည်းဒီလိုကုံစံမျိုးကိုကြည့်မိရတဲ့အခါကျမရဲ့ quality တယောက်ကလှုပ်ဖို့ကင်ဘတ်တယောက်ကပေါ့နော်ကျမနာမည်ဦး ကျမ boss နာမည်နဲ့ကပ်ပြီးတဲ့အခါကျတော့ကျမကိုသူ့သမီးဆိုတဲ့ပုံစံမျိုးနဲ့စပါတယ်။အဲ့အဲ့ boss ရဲ့နာမည်ကိုတက်ပြီးတော့အဲ့ boss ရဲ့သမီးသူ့သမီးဆိုတဲ့ပုံစံမျိုးနဲ့စပါတယ်။ကျမပေါ်တင်စတာနော်။ဒါကအပြင်အနောက်မှာ gossip ပြောတာမဟုတ်ဘူး။ပေါ်တင်အဲစတာဒီလိုပဲပြောမယ်ပေါ့နော်။အဲ့တော့အဲ့အဲ့လိုပြောတဲ့အခါ तू ကတော့ဒီ information ကိုဒီအထက်လူကြီးရဲ့သမီးဆိုပြီးတော့ စလိုက်တာမှန်ပေမဲ့ဒီနာမည်ကြီးကပြန့်သွားပြီးတော့တခြားလူတွေကကြားတဲ့အခါကျမတို့နိုင်ငံသားမကလူတယောက်ရဲ့နောက်နာမည်ကိုယူပြီးတော့ဗောနော်ဒီဒီ family name ကိုယူပြီးတော့ main ကလေးတယောက်ရဲ့နာမည်ကိုရှေ့ရတက်လို့ရှိရင်အဲ့ဒါကသမီးလို့လည်းပြောလို့ရတယ်လို့ ဲ့ဒါမိန်းမလို့လည်းပြောလို့ရတယ်ပြောပြောရမယ်ဆိုရင်ဒါပေးစားတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီသဘောမျိုး तू ကစတာအမှန်ကတော့ underlying meaning ကအဲ့လိုမျိုး तू ကစကျင်တာပေါ့နော်ဆိုအဲ့လိုပြောရင်းနဲ့မဟုတ်မဟုတ်တဲ့သတင်းတွေလည်းအထွက်ခံမှုပါတယ်ဆိုတော့အဲ့ဒီပြောတဲ့အမျိုးသမီးကအဲ့ဒီစကားကိုကျမရှေ့မှာတင်မယ်ဘသူသမီးလေးအရင်ချစ်တယ်လေးနင့်ကိုဆိုလို့ရှင်တော့နင်ပြောတဲ့စကားကိုနားထောင်ပါလေးဆိုတဲ့ပုံစံမျိုး तू ကစပြောလိုက်တယ် ဆိုပေမဲ့လည်းနောက်ပိုင်းမှာဒီကိစ္စကကျွန်မသိခါကိုထိတဲ့အထိတော်တော်လေးအထိခိုက်များခဲ့ပါတယ်။ကျမနောင်တရမိတာတခုကအဲ့တုန်းကကျမကသူ့ကိုဘာမှပြန်မပြောခဲ့မိဘူးအမအဲ့လိုမပြောနဲ့ကျမမကြိုက်ဘူးဆိုတဲ့စကားကိုလည်းမပြောရခဲ့ပါဘူးကျမနည်းနည်းလေးငယ်ခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီအမကကျမထက်စီနီယာလည်းအများကြီးဖြစ်ခဲ့တော့အဲ့လိုမျိုးကျမကိုပြောတဲ့အပေါ်မှာကျမဘလို့တုံ့ပြန်ရမှန်းမသိလို့မကြိုက်ပင်မဲ့လည်း ဒီတိုင်းပဲငုံခံခဲ့တယ်မပြောခဲ့ဘူးလူရှိသူရှိမှခြားလူတွေအများကြီးရှိမှလည်းဒီစကားကိုသုံးလေးရှိတယ်ပေါ့နော်အဲ့ဒီ boss ရှိမှလည်း तू ကသုံးတာကိုတွေ့ရတယ်ပေါ့အော်အဲ့ဒီအချိန်တုန်းကဒီဟာတွေဟာ ပြောတဲ့တဲ့အရာငုံမခံတဲ့တဲ့အရာမကြိုက်ရင်မကြိုက်ဘူးလို့ပြောတဲ့တဲ့အရာအဲ့လိုပြောတာဟာမယိုင်းဘူးဂျူနီယာဖြစ်နေရင်တော့အဲ့လိုပြောတာဟာယိုင်းတဲ့ကိစ္စမဟုတ်ဘူးလို့ကျမမသိဘူးအဲ့ဒါကိုအဲ့လိုပြောရခေါင်းမှန်းကျမမသိဘူးဒါငိန်ခံနေတဲ့ပါတယ်ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးအဲ့လိုမျိုးကျမတို့ထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနာမည်ကြောင့်မို့လို့ကျမရဲ့တိတ်ခါ damage ဖြစ်ရတဲ့ဟာတွေအများကြီးရှိခဲ့တယ်ဆိုတဲ့ဟာကိုနောက်ပိုင်းကျမကျမပို့ပြီးတော့သိလာရတယ် ဒါကကျမရဲ့အတွေ့အကြုံတစ်ခုပေါ့နော်ဆိုတော့ဒီနှစ်ခုကိုရှင်းကြည့်လိုက်ပါပထမအာဒီဒီရွှေဥဆိုတဲ့ကိစ္စနဲ့ဒီနောက်ကဒီနာမည်ပေးခံရတဲ့ကိစ္စဒီနှစ်ခုဟာအတွေ့အကြုံကြီးနော်အများကြီး꽌တယ်ပေါ့နော်ဒီလိုမျိုးပဲအခုကျမသူမကိုလှုပ်ပြီးနောက်ပိုင်းမှလည်းတော်တော်များများကျမကို message ပို့တဲ့အထဲမှာ comment တွေရေးကြတဲ့အထဲမှာအဲ့လိုနာမည်ပြောင်းပေးခံရတာတွေတော်တော်များများပါပါတယ် တချို့ဆိုလို့ရှိရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကျမတို့ရခိုင်မှုလို့ဆိုပြီးတော့ရခီးလို့ခေါ်တာမျိုးတို့เนาะတခြားတိုင်းရင်းသားလူမျိုးတွေမှာလည်းအဲ့လိုမျိုးခေါ်တာမျိုးတို့ပို့ပြီးတော့အရန်ဆိုးတာတခုဟာဘာသာရေးနဲ့ပတ်သက်ပြီးခေါ်တာကြီးကအရန်လဲရုပ်ပောက်ပါတယ်ဆိုအဲ့ဒီဥစ္စာကိုလုံနေကြတဲ့လူတွေထဲမှာမသိလို့လုံနေကြတဲ့လူတွေလည်းအများကြီးပါမယ်လို့ထင်တယ်ကျမအဲ့ဒီဟာကိုဘယ်လိုမျိုးစဉ်းစားမိသွားရလဲဆိုတော့ပြီးခဲ့တဲ့တလောတုန်းကသူမမှာကျမက အာဒီဝရတယ်လို့ပြောတဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးဝရတယ်တို့အာယောက်ျားမယူသေးဘူးလားလက်မထက်သေးဘူးလားအဲ့လိုမျိုးမေးတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဒါတွေဟာမလုတဲ့တဲ့အရာတွေအဲ့ဒီ greetings တွေကြာအစားကိုမင်္ဂလာပါလို့နှုတ်ဆက်ပါလားလို့ပြောတဲ့ဗီဒီယိုတစ်ခုကိုလုတော့လာပြီးတော့ပြောကြတဲ့အထဲမှာပေါ့နော်ဝရတယ်လို့ပြောတာဟာဝလာတယ်နော်လို့ပြောတာဟာ ကျမ်းမာရေးကိုဂယူဆိုင်ဖို့အတွက် ချစ်လို့နှိုးဆော်တာတို့ဘာတို့အဲ့လိုမျိုး comment ပေးတဲ့လူတွေတွေ့ရတာ ကျမအရန်အံ့ဩမိရယ် it sounds like သူတို့ဒါကိုမသိဘူးလို့ကျမထင်တယ်ပေါ့နော်မသိလို့ဒီလိုပြောနေတာလို့ကျမထင်တယ်အဲ့တော့ကျမအနေနဲ့ no follower အတိုင်းအတာတစ်ခုရှိတဲ့ base နဲ့ influencer တယောက်အနေနဲ့ဒီအင်အားကိုယူပြီးတော့ဒီလိုဗီဒီယိုတစ်ခုတော့လုတ်တင်တယ်လို့ထင်လို့အခုဒီဗီဒီယိုကိုလုတ်လိုက်တာပါ um ဟုတ်တယ်တခါတလေမှာတော့ harmful မဟုတ်တဲ့ချစ်စနိုးနဲ့ပေးတဲ့အာနာမည်ပြောင်းလေးလည်းတော့ရှိမယ် ငယ်ဘဝမှာပို့ပြီးတော့ရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒီပေးလိုက်တဲ့နာမည်ပြောင်းကအပေးခံရတဲ့လူဟာတကယ်ကြိုက်လားမကြိုက်ဘူးလားဆိုတဲ့ဥစ္စာကိုသူတို့ရင်ဘတ်ထဲမှာဘလို့ရှိလဲဆိုတာကိုလည်းသိချာမမြင်ရဘူး။အဲ့တော့တစ်ဖက်လူကိုတကယ်ပဲဟိုနက်နာလူစိတ်မရှိဘူးဆိုလို့ရှင့် the best ကတော့အကောင်းဆုံးကတော့အထူးသဖြင့်အလုတ်ခွင်လိုနေရာမျိုးမှာ အရွယ်ရောက်ပြီးသားလူတွေအနေနဲ့နာမည်ပြောင်းနေမပေးကြတာကောင်းမယ်လို့ထင်ပါတယ်ပေါ့နော်အာနည်းနည်းလေးဆက်ဆက်ပြီးတော့အခုကျမကကျမကြိုက်ခဲ့တဲ့အတွေ့အကြုံရယ်မကြိုက်တဲ့အတွေ့အကြုံရယ်နည်းနည်းလေး neutral ဖြစ်တဲ့ပေါ့နော်ဟိုဟိုကြိုက်တယ်မကြိုက်ဘူးမရှိတဲ့နောက်ထပ်အာဟိုဟာလေးတစ်ခုကို ဥပမာလေးတစ်ခုထပ်ပြီးတော့ပေးပါမယ်ပေါ့နော်အခုချိန်မှာပြောခဲ့တဲ့ကုမ္ပဏီတွေမဟုတ်ဘဲနဲ့နောက်ပိုင်းကျမတော်တော်လေးအဲဒါ manager level ဖြစ်လာပြီးအတွေ့အကြုံတွေလည်းများလာပြီးပြောရဲဆိုရဲတဲ့တက်တီတွေလည်းရှိလာပြီးဆိုတော့တစ်ခါမှလည်းနောက်ထပ်ကုမ္ပဏီတစ်ခုမှာအဲကျမဒီဒီနာမည်လေးအပေးခံရပါတယ်အဲ management sweetheart တဲ့เนาะ management sweetheart management ကလူတွေကအာဟိုကျမဆိုရင်ချစ်တယ်အခွင့်အရေးပေးတယ်အဲပေါ့เนาะအဲ့တော့တခခုအမ် ပြောချင်တာရှိရင်တခုခုတောင်းဆိုချင်တာရှိရင် marketing ကတောင်းဆိုချင်တာရှိရင်ရွှေစု presentation လုပ်ခိုင်းလိုက်ဆိုတာမျိုးအဲပြောစမှတ်ရှိတယ်လို့ပြောတယ်အဲ့ဒါကြတော့ကျမစီကိုရှေ့ကိုဘယ်သူမှပြောလို့မရောက်လာဘူးကျမဟီတိုကုမ္ပဏီကကျမနဲ့အရန်ရင်းနှီးတဲ့เนาะနောက်ထပ် department တစ်ခုက manager အမတယောက်စီကနေပြန်ကြားရတာဖြစ်တယ်ဒါကြတော့ကျမတို့ဌာနတွင်မဟုတ်ဘူးအာယုံတစ်ခုလုံးအနေနဲ့ပေါ့เนาะအဲနည်းနည်းအံ့ဩမိတယ်ပေါ့ဒီစကားကိုကြားရတဲ့ဥစ္စာအဲ management sweetheart ဆိုတဲ့ဟာပေါ့နော်ဆိုအဲ့စကားကိုကြားရတဲ့အချိန်မှာကျမရဲ့ feeling ကနည်းနည်းလေးတော့ mix ဖြစ်တယ်ပေါ့နော်ကျမကိုယ်တိုင်ကတော့ကျမကိုကျမယုံမှလူကြိုက်ခံရတဲ့လူလို့တော့ထင်တယ်အဲ့လိုမျိုးလဲတိထားတယ်ကိုယ့်ကကိုယ်လဲတိတယ်လို့ပြောချင်တာပေါ့နော်တိထားတယ်သို့တော့အာဒီလိုမျိုးအတန်ထွက်တယ်ဆိုတဲ့အခါကျတော့ it's quite confirmed ပေါ့နော်ကိုကလူကြိုက်များတယ်ဆိုတဲ့ကိစ္စကြီး confirm ဖြစ်တယ်အဲ့ဒီအရာပေါ်မှာလူသားတစ်ယောက်အနေနဲ့ကျမตายရတဲ့ခုံမင်းနဲ့ပျော်ရွှင်တယ် ဒါတော့တဘာဝကြရတဲ့အရာလို့ထင်တယ်ပေါ့နော်ဖြစ်ခွင့်လည်းရှိတယ်လို့ကျမကိုကျမထင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းနည်းနည်းစိတ်ပူမိတယ်ဒီစကားကိုပြောကြတဲ့လူတွေကကောင်းသောရည်ရွယ်ချက်နဲ့ပြောပြောပြောကြရလားပေါ့နော်ဒီလိုနာမည်တစ်လုံးဟိုပြောစမှတ်ဖြစ်တဲ့နာမည်တစ်လုံးတွင်သွားပြီဆိုတဲ့အခါအဲ့ဒီနာမည်ဟာတချို့လူတွေရဲ့ပါဇက်ထဲမှာ ကောင်းသော story နဲ့တွင်တာလည်းရှိသလိုတချို့လူတွေရဲ့ပါဇက်ထဲမှာတော့ မလေးအိတ်တယောက်လီ management sweetheart လီသူတောင်းလို့ရှိရင်အကုန်ပေးမှဆိုတဲ့ပုံစံမျိုးပြောကြမဲ့လူတွေလည်းရှိမယ်ဆိုတဲ့အဥ္စာကို past experience တွေအရစိတ်ထဲမှာတွေးဖြစ်တယ်ပေါ့အဲ့လိုတွေးဖြစ်တဲ့အခါကျတော့အာစိတ်ထဲမှာနည်းနည်းလေးပူမိတာတော့ရှိတယ်ဆိုတော့ကျမကိုအကယ်၍ဒီနာမည်မရှိဘူးဆိုရင်ပိုကြိုက်မလားလို့ပြောရင်ကျမမရှိဘူးဆိုပိုကြိုက်မယ်ထင်တယ်အခွင့်အရေးဆိုတာလीတခါတလေကြရင် အယမ်းတိတာနေဒီလူတယောက်ကတောင်းလိုက်လို့ရှိရင်ဘာမဆိုရပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျရင်ရတဲ့နဲ့အခွင့်အရေးတချို့ဟာမရတော့တာမျိုးလည်းဖြစ်တတ်တယ်။မျက်စိကြခံရတာမကောင်းဘူးပေါ့။ဆိုလိုချင်တာအခွင့်အရေးကရတာရနေတာပြဿနာမရှိဘူး။ဒါမဲ့ရနေပါတယ်ဆိုတဲ့အကြောင်းယူတအားအဲ့လိုမျိုးနာမည်ထွက်ပြီးတော့ highlight အလုပ်ခံရတဲ့အခါကိုအရန်စ조사လို့ဒီအခွင့်အရေးတွေကရလာတာထိုက်တန်တာဆိုရင်တော့ထပ်ရလာမယ်ကိုရဲ့ luck တွေအတွက်ကိုအာ လမ်းပိတ်သွားတာမျိုးဖြစ်နိုင်တယ်လို့ကျွန်မကသုံးသပ်မိတယ်။အဲ့တော့ overall ပြောရမယ်ဆိုရင်ဟုတ်တယ်။နာမည်ပြောင်းပေးခံရတဲ့ကိစ္စဟာကောင်းတာမကောင်းတာ neutral ဖြစ်တာအမျိုးမျိုးတော့ရှိပါတယ်။သို့တော့အလုတ်ခွင်တွေထဲမှာဆိုရင်ပေါ့နော်တတ်နိုင်သမျှသူ့ရဲ့ရုပ်ရည်သူ့ရဲ့အာဒါဘာသာရေးလူမှုရေးเนาะဒီလိုအရာတွေပေါ်မှာမူတည်ပြီးတော့နာမည်တစ်ခုခုအဲ့လိုမျိုး မထွက်တာဟာအကောင်းဆုံးပဲမပေးတာဟာအကောင်းဆုံးပဲ safe အဖြစ်ဆုံးပဲနှစ်ဦးနှစ်ဖက်အတွက် professional အကျဆုံးပဲလို့ကျွန်မကတော့ထင်ပါတယ်ပေါ့နော်အဲ့တော့တငယ်ချင်းတွေကြားထဲမှာဆိုရင်ရောပေါ့တငယ်ချင်းတွေကြားထဲမှာဆိုရင်တော့ခုနကကျွန်မပြောသွားသလိုမျိုးနော်ဒီရွှေဥဥပမာတွေကလူမျိုး harmful မဖြစ်တဲ့ဟာလေးဆိုရင်တော့ပြဿနာမရှိပေမဲ့တငယ်ချင်းတွေကြားထဲမှာလည်းအထူးသဖြင့်ငယ်ကြရွယ်ကြတဲ့အချိန်မှာမတိသေးတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဘာသာရေးလူမှုရေးဒါမှမဟုတ်အဲ့လိုပိန်နယ်ဝရတဲ့အရက်ရှည်တဲ့အရက်ပူတဲ့ဒါတွေပုံမှန်မူတည်ပြီးတော့စသလိုနောက်သလိုချစ်စနိုးနဲ့ဆိုသလိုပုံစံမျိုးနဲ့အာ နာမည်ပြောင်းနေပေးတာတော့အာမပေးပါဘူးပေါ့နော်ဒါကတော့ကျမရဲ့ presentation လေးဖြစ်ပါတယ်နားထောင်နေသူတွေအနေနဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့ကြိုက်တယ်လို့တွေးခွင့်ရှိတယ်နော်ယူတင်တာကိုယူကျင်တာကိုယူပြီးတော့မယူကျင်တာကိုလည်းပယ်ခွင့်ပယ်ခွင့်ရှိပါတယ်ဒါကတော့ကိုယ့်သဘောပါပဲပေါ့နော်အရွယ်တစ်ခုရောက်လာလို့ကိုကိုယ်တိုင်ကလည်း professionally ပေါ့နော် brand တစ်ခုခုကိုယ့်ဟာကို profile တစ်ခုခုတိဆောက်ခြင်းနဲ့ဆိုတဲ့အခါ personal brand တစ်ခု professional brand တစ်ခုတိဆောက်ခြင်းနဲ့ဆိုတဲ့အခါကိုယ့်ရဲ့ brand မှာတယောက်ယောက်ကို bully အလုပ်ဖူးတဲ့ဟာမျိုးကဘယ်သူမှမပါခြင်းပါဘူးဘလို့ကောင်းမွန်တဲ့ personal brand မှာမှဒီလိုကလေ bully လေအလုပ်မှာဆိုရင်ဘယ်သူ့ကိုတော့ဘလို့အနိုင်ကျင့်တာလေ ဘလို့စကားတွေပြောတတ်တာလीစီးလို့ဝါလို့စကားပြောတတ်တာလीဆိုတော့ပုံစံမျိုးတော့ဘယ်သူမှဖြစ်ချင်ကြမယ်မထင်ပါဘူးဒါတော့လက်ခံမယ်ထင်ပါတယ်တကယ်တမ်းကိုကကိုယ့်ရဲ့ personal brand ဆိုတဲ့အဟာပေါ်မှာအာတီဆောက်မယ်လို့စိတ်ကူးမရှိဘူးကိုယ့်ကကိုယ်အဆင်ပြေသလိုနေမယ်ပေါ့နော်ပြောသလိုပဲနေမယ်ကိုစကြင်လည်းစမှာပဲချစ်စနိုးနဲ့စတာခံလိုက်လीဒီလိုမျိုးစိတ်ကူးရှိရဆိုရင်တော့ I have no say in it ကျွန်မဘာမှပြောစရာမရှိဘူးဒါသဘောပဲပေါ့နော်အချစ်ခံရတဲ့ influence ဖြစ်နိုင်တဲ့ နော် consistent ဖြစ်တဲ့တန်ဖိုးရှိတဲ့ respect ရှိတဲ့ leadership ဆန်တဲ့ brand တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုလို့ရှင်တော့ you know နာမည်ပြောင်းမပေးတာအကောင်းဆုံးကိစ္စပဲလို့ကျမကတော့ထင်ပါတယ်။ personal brand တိဆောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လို goal မျိုးတိဆောက်ခြင်းလာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဘယ်လို target audience ကိုသတ်မှတ်မလဲအဲ့ဒီ target audience အဲ့ဒီ goal ပုံမှာမူတည်ပြီးတော့ကိုရဲ့ personal brand တခုကိုဘယ်လို mission statement တိဆောက်မလဲအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့သူမကိုချင်းမှာ personal brand ဆိုတဲ့ short course လေးရှိပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကျမရဲ့လုပ်ငန်း page ဖြစ်တဲ့သူမကိုချင်း Facebook page ကိုပဲဖြစ်ဖြစ် Telegram channel ကိုပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဒီလိုဗီဒီယိုတွေနဲ့နောက်အမြဲတမ်းလာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါ။ဒီဗီဒီယိုကိုနားထောင်ဖို့လူတွေရှိရဆိုရင်လည်း share ပေးလို့ရပါတယ်။သဘောကျရဆိုရင်လည်း thumb up like လေးပေးခဲ့ပေးပါ။အခုလိုမျိုးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျမနဲ့ Royal Myanmar Team Mix ကအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။